681မှာတော့ဘတ်ဆက်မှချင်းအတင်းတမြန်တိုက်စစ်ကစတင်ခဲ့ပါတယ်ခိုင်စာရဲ့အန်အောင်စရာရှင်းတော့မှုနဲ့ဂျမန်ဂီလီယန်နဲ့တဆင်တမြန်တိုက်စစ်ကိုပြန်လည်စတင်မှာတော့မယ်အတားအဆီးတွေကိုလည်းအတားရပဲကြော်ဖြတ်သွားပြီးတစ်ဖက်အတင်းဂိုးရှိရာကိုဥတည်နေပါတော့တယ်တစ်ဖက်မှာအီဇာဂီကတော့ငါခိုင်စာရဲ့ပေးပူးမှုကိုတားမယ်ဆိုရင်တော့ငါကန်သွေးလို့ရတဲ့အကော်ဝေးအပြစ်မှာရှိနေပြီးတော့ထပ်ပြီးဂျူကောင်ဖြစ်နေဦးမှာပဲဂိုးရဖို့မစင်စားနိုင်ဘူးဆိုရင်ဒီထက်ပိုပြီးတော့တွေးရမယ်ခိုင်စာရဲ့နောက်မှာနေပြီးတော့သူ့ရဲ့ကစားပုံတွေကိုလေ့လာအောင်လေ့လာကြည့်တဲ့အခါမှာဆိုရင်တော့ခိုင်စာဆိုရင် နက်စ်လူပေးလို့ရတယ်။နေရအကွာအဝေးမှာအမြဲတမ်းရှိနေတတ်ပါတယ်။ခစစ်ကစားသမားတွေကိုကြောတက်ပြီးပြီးတဲ့အခါမှာဆိုရင်လေသူ့ရဲ့ခြေလန်းနေရခစစ်ကစားသမားတွေကိုကြက်တွေတေးသွားစေပါတယ်။ဂျာမန်ဂီလိနဲ့လည်းလုံးဝအတွဲညီပြီးတော့အဲ့ဒီအတွက်ကြောင့်ပြီးပြည့်စုံတဲ့ပေးပို့မှုတွေကိုအသာတကြီးပေးနိုင်ပြီးနက်စ်ရဲ့ပေးပို့မှုတွေကိုလည်းမျက်စိသမိတ်အတွင်းမှာအချိန်လုံးဝမဖြုံးမဲပြန်ပြီးတော့ပေးပါရယ်။အီစာဂီကဂျာမန်နှကောင်းရဲ့တွဲလုံးကိုနားလည်သွားပြီးသူကိုယ်တိုင်အောင်လုံနိုင်မလားမလုံနိုင်တော့ဘူး။ဒါကြောင့်မို့နောက်တစ်ခုထပ်သွေးမယ်။ခိုင်စာကဂိုးပေါက်နာရောက်နေပြီဆိုတော့ခန်းစစ်ပိုင်းရဲ့လူနေတဲ့နေရာကိုသွားလောက်တယ် ဆိုပြီးတော့အီဇာကြီးရဲ့တွင်းနေတော့တာမန်မဟုတ်တဲ့အရာတစ်ခုကိုတတိထားမိသွားပါလေ။အဲ့ဒီအရာကတော့ခိုင်စာဘောလုံးအောင်ကြည့်မနေပါဘူး။ပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်ဘောလုံးတစ်လုံးနဲ့ပဲအာယုံဆိုင်ပြီးတော့ကြည့်နေတာထက်ခိုင်စာကသူ့ရဲ့ခေါင်းအောင်လှည့်ပြီးတော့တကွင်းလုံးရဲ့မြင်ကွင်းကိုမြင်ရအောင်အမြင်ချဲ့နေတာပဲဖြစ်ပါတယ်။အဲ့ဒီတော့အီဇာကြီးကလည်းခိုင်စာတွင်းနေခဲ့တဲ့အရာကိုနားလည်သွားခဲ့ပြီပဲဖြစ်ပါတယ်။ခိုင်စာရဲ့ကံကြဲကိုတားဖို့အတွက်တစ်ဖက်ကမန်ဆိုင်စီတီကစားသမားတွေစုပြောင်းရလာကြပြီးတော့ဒီလုံးနဲ့မရဘူးကောင်းလီ။ဟာလူကလုံးဝပြည့်သွားပြီကွာ။ မင်းရဲ့ကန့်ချက်ကလုံးဝသွားပြီ။နေရဒီလောက်အလွတ်ကြီးဘူး။မန်ရှိုင်းစီးတီးတရင်လုံးနီးပါ။ဝိုင်းပြီးတော့ပိတ်ထားရအောင်။ရအောင်ကန်သွင်းသွားတယ်။မြန်ဆန်ပြီးတော့တိကျတယ်။ကန့်ချက်ရင်နမေရတော့ခိုင်စာအင်းဘက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲဘတ်စတာမှချင်းတင်းရခိုင်စာရဲ့သွင်းကုန်းနဲ့ပြန်လည်ခြေပောက်ကိုရယူနိုင်ခဲ့ပါတယ်။ချပ်တာတရ80နှစ်မှာတော့ခိုင်စာရဲ့သွင်းကုန်းနဲ့အတူဘတ်စတာမန်ချင်းကမန်ချက်စီးတီးကိုလိုက်မိနိုင်ခဲ့ပါတယ်။ ခရစ်စပရင်အပါဝင်စန်နီမမလေးတတိသားလေးတို့ကလည်းပါရမီရှင်ခိုင်ဇာရဲ့ခိုင်ဇာအင်ဘက်အပေါ်အံ့ဩမင်သက်ဖြစ်နေကြပါတယ်။ဣစာကြီးကတော့ခိုင်ဇာအင်ဘက်က Blood and Bone ကောင်းနေဆိုတာသိပြီးသားပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာဣစာကြီးဝါမြို့ဖို့လိုတဲ့အရာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ခိုင်ဇာအင်ဘက်လိုလက်နက်မျိုးကဣစာကြီးသဘောအရလုံးကျူးစားမယ်ဆိုရင်တော့ရောက်နိုင်မယ့်အစီအမျိုးမဟုတ်ပါဘူး။တခြားသူတွေထက်မြင်မြန်ဆန်းဆန်း ကန်နိုင်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့မျက်လုံးတွေကိုအတုံးပြူတဲ့ပုံစံကြောင့်ပဲဖြစ်ပါတယ်။လူတွေရဲ့မျက်လုံးတွေကအမြင်နှမျိုးနဲ့မြင်နိုင်ပါတယ်။ပထမတစ်ခုကတော့တစ်ခုခုကိုတရားမြင်နိုင်ဖို့အတွက်အာရုံစိုက်ရတဲ့ central vision ပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ central vision ရဲ့အပြင်ကဝိုးရဝါဒါလေးတွေပဲမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ကစားသမားတွေကဘောလုံးကန်တဲ့အခါမှာဆိုရင်အဲ့ဒီ vision နှမျိုးကောင်းကောင်းအသုံးချနိုင်ဖို့အရေးကြီးပါတယ်။ဘောလုံးတစ်လုံးလေးကိုပဲအာရုံစိုက်ပြီးကြည့်နေမယ်ဆိုရင်အနားမှာရှိတဲ့အရာတွေကိုသိပြီးတော့အာရုံစိုက်နေမှာမဟုတ်ပါဘူး။တာမန်ကစားသမားတွေပြီးတဲ့အခါ ဒရီဘလင်လုပ်တဲ့အခါဒီမှာဆိုရင်ဘောလုံးတစ်ခုတည်းပဲအာယုံဆိုင်ပြီးလုပ်တဲ့ကြပါတယ်။ဒါပေမဲ့ခိုင်စာကတော့အမဲလုလုဘေးနာအချက်တီးကိုကြီးနေတတ်ပြီးတော့အဲ့ဒီຢာတွေကနေလဲအကန့်အသတ်မရှိတဲ့အချက်လက်တွေကိုပေးပါတယ်။ဘဒူဝါပါရီလုပ်နေလဲဘေးနာမှာလဲအမဲရန်အချက်လက်တွေကိုတွက်ချက်နေလေးရှိပါတယ်။အီစာကီအမဲရန်သုံးနေခဲ့တဲ့ဖီရှင်က 3D dimension မျိုးဖြစ်ပါတယ်။ 3D dimension မှာဆိုရင်တော့ကစားသမားတွေဘာလုပ်နေလဲဆိုတာပဲမြင်ရပြီး 3D dimension ကတော့ကစားသမားတွေနောက်ထပ်ဘာလုပ်မလဲဆိုတာကိုတွက်ချက်နိုင်ပါတယ်။ခိုင်စာကတော့အဲ့ဒီຢာတွေအပြင် အဲ့ဒီထက်ကိုပိုမြင်နိုင်တဲ့နတ်ဘုရားရှင်4 dimension မက်တာဗီရှင်ပဲဖြစ်ပါတယ်။ဣဇာကင်အရင်ကတည်းကမတိစိတ်ကတုံးခဲ့တဲ့ဂိုးအနံဘလုံးအန်ကျူအဲ့ဒီအရာတွေအားလုံးကလည်းခိုင်စာစီမှာရှိနေပါတယ်။နောက်ဆုံးတော့ဣဇာကင်နားလည်နိုင်သွားပြီဖြစ်တဲ့ခိုင်စာကိုထိမ့်မြရတဲ့တိုက်စစ်မှုတယောက်ဖြစ်စေရဲ့ပါရမီရှင် formula ကတော့နတ်ဘုရားရှင်မက်တာဗီရှင်နဲ့ခိုင်စာ impact ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဣဇာကီမှာမေးစရာတစ်ခုပဲကျန်မာတော့တယ်။အဲ့ဒါကတော့အဲ့ဒါကိုအသုံးပြပြီးဘလို့တိုက်ခိုက်မလဲ။ဣဇာကီမှာခိုင်စာ impact တော့မရှိပါနဲ့ direction တော့ရှိပါတယ်။ ဒါပေမဲ့ metavision အသုံးပြုနည်းကိုတော့ဆက်လက်စဉ်းစားနေသေးဖြစ်ပါတယ်ဒါမှမဟုတ်အဲ့ဒီ metavision ကိုအသုံးပြုပြီးတော့ဂိုးတွေလည်းတွင်းခဲ့လောက်ပြီးပါပြီ blue lock မှာပထမဆုံးရခဲ့တဲ့ဂိုးအနှံ့ဆိုတာ metavision ရဲ့အစပိုင်းလည်းဖြစ်နိုင်ပြီးတော့ remote ကတာမလေးလေးပို့ပြီးတော့အားကောင်းလေးလေးဖြစ်တဲ့အဲ့ဒီအရာ metavision ဖြစ်နိုင်တယ်လို့တွင်းနေမိပါတယ်ဖြစ်နိုင်မဖြစ်နိုင်တော့မသိပေမဲ့အဲ့လိုအရာမျိုးမိနစ်60လုံးတာသုံးနိုင်မယ်ဆိုရင်နှစ်ဖျားတစ်ပါးတောင်ဖြစ်လာနိုင်ပါတယ် direction နဲ့ metavision ဆိုတဲ့ formula အတိတ်ကနေတေးကြပေါ့ခိုက်စားအောင်အနိုင်ယူနိုင်လောက်ပါတယ် ဒါမှမဟုတ်အဲ့ဒီ formula ကဘာကြီးတို့တောင်အနိုင်ယူနိုင်လောက်ပါတယ်။ Isagi ကအဲ့လိုသွေးနေချိန်မှာပဲခိုင်စာငါ့ကိုအနိုင်ယူမဲ့နီလန်ရှာမတွေ့လို့စိတ်တကြနိုင်ပြီလားလို့ခနဲ့ပါတယ်။ Isagi ကတော့ခိုင်စာထင်သားတယ်လို့မဟုတ်ပဲမင်းကိုချိန်မဝန်းနိုင်မဲ့မျောလင်းချက်ကိုတွေ့ပြီလို့ပြန်ပြောပါတယ်။ Theory အစ်စ်နဲ့ Isagi အစ်စ်ကဝင်းနေအောင်ရောက်ရှိလာပါပြီ။နောက်အပိုင်းမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းနိုင်လာမှာမလို့စမျှော်ပေးကြဖို့နဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ video ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့သူ တူးတယောက်ချင်းဒီတိုင်းကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့